ကြားလုံးဝမင်္ဂလာပါဗျာမင်္ဂလာပါနော်မန်စီကြောင့်ကြားတဲ့မျက်ရည်လေးလိုပဲပြောပြရစီလို့နော်ကျွန်တော်35မိနစ်မှာဒီဘရိုင်းယန်တလုံးရှူသွားပြီးတော့ဒါအဲ့တိုင်းပဲဒါငိန်နေသွားလိုက်တာပွဲပြီးတဲ့အထိဝမ်းစည်းနေဗျာနော်တော်တော်ကြီးလဲကြေကွဲဖို့ကောင်းတယ် တပွဲလုံးကိုလည်းဖိထားတယ်ဗျာနော်နောက်ဆုံးတော့ရင်ဘတ်တွေဖြစ်သွားတယ်တပွဲလုံးဖိထားပြီးကမှဝမ်းစည်းနဲ့ပြီးသွားတယ်ဗျာနော်အဲ့တော့ဝမ်းရှုံးပေါက်ထားတယ်ကျွန်တော်ဝမ်းဘတ်ဆော့ရဲ့အကူတွေဆိုရင်တော့နိုင်သွားမယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့အပြင်မှာအပြင်ကြီးဆော့တဲ့အကူတွေဆိုရင်တော့90ရှုံးသွားမယ်အဲ့တော့ဘယ်လိုပြောရမလဲတော်တော်လေးလည်းကြည်ကွဲဖို့ကောင်းတဲ့ပွဲလို့လည်းပြောလို့ရညကြီးတဲ့ကိုတွေဆိုရင်တော့ဒါတိတယ်ဗောနော်တိုရီနိုပွဲကလည်းဗီနီဇီးယားက1-1ကျသွားပါတယ်ခင်ဗျာနော် ကဲအဲ့တော့အဲ့လိုလေးရှိပါတယ်မနေ့ကဒါဘဲကာနိုနဲ့ဂီတာဖေးဆိုလဲနှစ်သင်းစလုံးရဲ့ကတ်ကကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုကတခါလေးပဲဆုံးဖြတ်ချက်ဆုံးဖြတ်ပြီးရွေးပေးရတာဖြစ်တဲ့အတွက်အဲဘဲကာနိုကနိုင်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာက brother ro ကလည်းဒါကိုကြိုက်တဲ့ အသင်းလေးကိုကိုယ်ကိုယ်တိုင်လည်းဆုံးဖြတ်ရွေးချယ်ပြီးပါကျွန်တော်ကတော့တခါလေးပဲကြည်ပြီးတာဖြစ်တဲ့အတွက်ဒါအများနဲ့မလို့တခါလေးကြည်ပြီးတာဖြစ်တဲ့အတွက်ဒါ brother တို့နဲ့ဒါစိတ်ကူးချင်းတိုက်ဆိုင်တာမျိုးလည်းရှိမယ်တခါလေးကျရင်ကိုယ့်ရဲ့စိတ်ကူးလေးနဲ့လည်းကိုတွဲပြီးတော့တွေးပြီးဆော့ပေးပါလို့ပြောရင်ကျွန်တော်တို့သွားလိုက်မယ်ဗျာနော်ပြီးတော့ကျွန်တော်တို့1 2 3ကနေပြီးတော့ရွေးချယ်တဲ့အစီအစဉ်လေးကနေစလိုက်မယ်ဗျာနော်ကဲအဲ့တော့လာပြီဗျာကဲအကောင်းဆုံးလေးတွေလာခဲ့လိုက် နေတိုင်းနေတိုင်းတော့တော်တော်များများကကက်ကကောင်းနေတယ်။တိတ်ပြီးတော့အရင်ကြီးတော့ကွာနေရမျိုးတွေမရှိဘူးပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့စပြီဗျာ။ဒီမှာနံပါတ်1ဒီဘက်က2ဒီဘက်က3ပါဗျာနော်။ကဲအဲ့တော့ဒီနေ့မှဗီဒီယိုကိုစပြီးတော့ကြည့်ရဲချက်ကိုကြီးဆိုလို့ရှိရင်လည်းပေါ့နော်။ဒါဒီမှာတကက်ရွေးချယ်ပေးပြီးတော့ဒါဒီနေ့မှကိုယ့်ရဲ့ကံကြမ္မာဟာဘာဖြစ်မှာလဲ။ဝေဝင်ငင်းရှိမလား။အဲကျွန်တော်ဘောဝဲနိုင်မလားဗောနော်ကဲအဲ့တော့တကယ်ရွေးချယ်ပြီးွားရင်တော့ဒါစလိုက်မယ်ဗျာ ဲထုံးစံတိုင်းကျတော့နံပါတ်1ကနေစလိုက်ပါကဲနံပါတ်1ဟိုးကဲဒီမှာထိတ်ဆုံးကနေပြီးတော့ဖောက်နေပြီဗျာနော်ဒီမှာကျွန်တော်မင်းသားကဘန်းတော်ရဲ့အပြင်ကိုဒါအနေအဖြူတကောင်အနက်တကောင်နဲ့ဒါကတောင်းကနေနဲ့ထွက်လာပြောချင်တာကကျွန်တော်တို့ဒီနေ့မှာကိုလှုပ်တဲ့လှုပ်တွေကနည်းနည်းလွဲချော်မှုလေးရှိမယ် အဲပြောရမယ်ဆိုလို့ရှိရင်ကိုလုံးလိုက်တာတလွယ်တကယ်ဖြစ်သွားတာက တမျိုးပေါ့နော်အဲ့လိုမျိုးနဲ့လွယ်လွယ်ချော်ချော်နဲ့အဆင်မပြေမှုလေးတွေကြုံနိုင်တယ်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့လေဒါဒီနေ့မှာနည်းနည်းအဆင်မပြေတာမျိုးတွေအရင်နဲ့မတူတဲ့ပုံစံမျိုးလေးတွေနဲ့ဒါတခါတလေကြာရင်ဒါနည်းနည်းငွေကြေးဆုံးရှုံးမှုလေးတွေပါရှိနိုင်တဲ့အတွက်နံပါတ်1ချက်ကိုကြီးတွေကနည်းနည်းလေးသတိထားပေးပါအဲ့တော့ကျွန်တော်တို့နံပါတ်2ကဲလာပြီဗျာအမြင်လေးပဲသွားပါမလို့ကျွန်တော် ည်းနည်းအပေါ်ရန်လေးပဲသွားမယ်။အိုးမိုက်တယ်ဗျာနော်။ကဲဒီမှာနံပါတ်2ကတော့တော်တော်လေးမိုက်နေရဗျာနော်။ဒီမှာကိုလှုပ်ရှင်တဲ့အရာတွေကဒါလှုပ်ခွင့်ရနေတယ်ကိုကိုလည်းစောင်းလျှောက်ပေးနေတယ်ကိုရဲ့အကြီးအကဲ ပေါ့နော်မိဘတော်၎င်းအုတ်ထင်းသူတယောက်ယောက်အတော်တော်၎င်းအဖိုးဖွားတော်၎င်းပေါ့နော်အဲ့လိုလူတွေရဲ့စောင်းရှောက်မှုတွေနဲ့ကိုလှုပ်ရှင်တဲ့အရာကိုလှုပ်ရှင်တဲ့အလုပ်တွေလှုပ်ခွင့်ရတယ်ပတ်စံနဲ့ပတ်သက်ပြီးတော့လဲတာကိုယ့်ရဲ့အကြီးအကဲမိဘပေါ့နော်အဲအဲ့လိုမျိုးလူတွေစီကနေအထောက်ပံ့ရတာမျိုးတွေနဲ့အဆင်ပြေနိုင်မယ်ဥပမာဘောလုံးပွဲဆိုလို့ရှိရင်လည်းဒါကိုကိုယ့်ရဲ့အကျဉ်းစီပဲမဟုတ်ပဲနဲ့ပေါ့နော်တခြားသူတယောက်ယောက်ရဲ့အကျဉ်းစီနဲ့ဒါအဆင်ပြေပြီးတော့နိုင်ရရှိသွားတာမျိုးတွေဖြစ်နိုင်တယ်။ကြည့်အဲ့တော့ ပြောရမယ်ဆိုရင်ကျွန်တော်တို့နှစ်သင်းစလုံးနဲ့ sorry 1 2နှစ်ကတ်မှာကတော့ဒါဒီ number 1ကတော့တော်တော်လေးအဆင်မပြေဘူးဖြစ်နေရပြန်နော်ဒီ number 2ကတော့တော်တော်လေးမိုက်ပါတယ်ကဲအဲ့တော့နောက်ဆုံးမိတ်ကဲဗျာလာလိုက်တော့နောက်ဆုံးမိတ်အကောင်းလေးပွင့်လေးအလန်းလေးလာလိုက်ဦးကဲဘယင်ကြီးကတော့ဒီမှာပြောရမယ်ဆိုနန်းတော်ရဲ့အပြင်ရောက်နေအခုချိန်မှာကတော့ကိုကဒီနံပါတ်3ကိုရွေးချယ်ထားတယ်ဆိုရင်ကိုကိုရဲ့အိမ်ဒါမှမဟုတ်ဘူးပေါ့နော်ကိုရဲ့မြို့ မဟုတ်တဲ့နေရာတစ်ခုခုမှာဒါရောက်နေတဲ့ပုံစံမျိုးအဲပြောရမယ်ဆိုရင်ကိုလှုပ်ရှင်တဲ့အရာတွေကိုလည်းဒါအခုချိန်မှာလှုပ်ခွင့်ရနေပြီဒါပေမဲ့ကိုနေခြင်းတဲ့ပုံစံမျိုးတော့မဟုတ်သေးဘူးဗျာနော်အဲ့တော့ဘယင်ကြီးကနန်းတော်အပြင်ကိုတော့ရောက်နေတယ်ဒါပေမဲ့သူကလောလောဆယ်မှာအောင်မြင်မှုတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီတနေ့အတွက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါနံပါတ်3ကိုရွေးချယ်ထားတယ်ဆိုရင်တော့ဒါ ပဆန်နဲ့ပတ်သက်ပြီးတော့လေငွေတော့ဝင်ငင်းရှိတယ်ဒါပေမဲ့ပေါ့နော်အဲကိုအရင်လိုချင်တဲ့နေသားမျိုးအမောက်လောက်ထိတော့မရနိုင်ဘူးအဲ့တော့ကျွန်တော်တို့ ဟိုမကောင်းလားဆိုတော့လေကောင်းပါတယ်အဲပြောချင်တာကကျွန်တော်တို့ဒီနေ့နဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့ကိုကနည်းနည်းလေးကိုရဲ့ဒီနေ့မှာစိတ်ကျဉ်ကျက်တာမျိုးပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ဘောနော်ကိုမနေခြင်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်စိတ်မသက်မသာဖြစ်တာမျိုးတွေကြုံနိုင်တယ်အဲပြီးတော့ငွေကြေးမှဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်ဗျကျန်တဲ့အနေထားတစ်ခုကတော့တိတ်အဆင်ပြေဘူးကိုကဥမာသွားလာတာအိပ်ရတာမျိုးအဲ့လိုမျိုးပုံစံမျိုးမှအဆင်မပြေဘူးဖြစ်နေတယ်ကဲအဲ့တော့အားလုံး ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နံပါတ်1တမားကပဲနံပါတ်1ကိုရွေးချယ်ထားတဲ့ချစ်ကိုကြီးတွေကတော့ဒါအရှင်းမပြေပါဘူးဒါနံပါတ်2ရော3ရောပေါ့နော်အဓိကတော့3ကတော့ဒါအရင်မဆိုးပါဘူးပတ်စံနဲ့ပတ်သက်ပြီးတော့ကောင်းတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ကံမျိုးကိုကြားထားတာဗျာနော်ကျန်တဲ့ကိစ္စတွေကတော့ဒါကျမ်းမာရေးဆိုလို့ရှိရင်လည်းဒါနည်းနည်းခြူကြနေတာမျိုးတွေရှိတတ်တယ်အဲ့တော့နံပါတ်3ကငွေကြီးနဲ့အလုံးလောက်ပဲကောင်းတဲ့ကတ်လို့ကျွန်တော်ပြောပြရစီကဲအဲ့တော့ D1 2 3အကုန်လုံးမှာနံပါတ်1သမားများကတော့ဒီနေ့နဲ့ပတ်သက်ပြီးတော့နည်းနည်းဆုံးရှုံးစရာလေးရှိရတဲ့ဒီနေ့ကတော့ဒါကျွန်တော်တို့စိတ်လိုက်မှန်းမှမလုပ်ဖဲနဲ့ပေါ့နော်ကုပါကူကူလေးဆက်ပြီးတော့ကျွန်တော်တို့နောက်တစ်နေ့ကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါလို့ပြောရင်းနဲ့ကျွန်တော်တို့ဘောလုံးပွဲလေးတွားလိုက်မယ်ဗျာနော်ကျွန်တော်အရင်ဆုံးကြည့်ပေးမှာကတော့ဒါအရင်ဆုံးကတော့ပေါ့နော်အင်္ဂလန်ပရီးမီးယားလေးရဲ့ကျွန်တော်တို့အစောပိုင်းရှစ်ခွဲပေါ့နော်ရှစ်ခွဲပွဲလေးညနေစပြီးတော့ကျွန်တော်၃ပွဲကြည့်ပေးလိုက်ပါမယ်ကဲအဲ့တော့ကျွန်တော်တို့ပွဲလေးတွားမယ်ဗျာ ကဲတော့ကျွန်တော်ပထမအဆုံးတစ်ပွဲကတော့ကျွန်တော် Everton နဲ့ Ipswich Town နဲ့ဗျာနော်အဲ့ဒီပွဲကကျွန်တော်မြန်မာစံတော်ချိန်၈နာရီ၃၀မှာကြံပါမယ်ကဲအဲ့တော့ကျွန်တော်ရဲ့ video လေးကိုလက်မလေးညှိ subscribe လေးမနှက်ရသေးရဲ့ချက်ကိုကြီးက subscribe လေးညှိပြီးကျွန်တော်ညနေ6နာရီဆိုရင်ပုံမှန် video တင်ဆက်ပေးနေပါတယ်ဆိုရဲအကြောင်းပြောရင် share လို့ရတဲ့နေရာလေးတွေကို share ပေးဖို့တောင်းဆိုလိုက်ပါတယ်ကဲအဲ့တော့ Everton နဲ့ကျွန်တော်တို့ Iswood Town ကလာပြီဗျာဒီဘက်ကတော့ကျွန်တော်တို့ Everton ပါဒီဘက်ကတော့ Eastwood Town ပြန်เนาะဒီဘက်ကတော့ကြီးကတော့တလုံးတည်ပါအဲကိုကျွန်တော်အခု BU ရိုက်တဲ့အချိန်မှာကတော့ဝမ်းတည်ပေါက်နေပါတယ်အဲ့တော့ကိုစောမဲ့အချိန်ကကြီးလေးကိုတစ်ချက်ကြည့်ပေးပါလို့ပြောရင်းနဲ့ကျွန်တော်တို့စပြီဗျာလာလိုက်တော့ကဲဒီဘက်က Everton ဗျာဝမ်းတည်တောင်ပေါက်ထားတဲ့ဆူတဲ့အနေထားကဲ Everton ိုးမိုက်တယ်ဗျာနော်အေဘာတန်ကတော့ဒလဘာနဲ့တော်တော်လေးတော့လှနေပြီကဲကံကောင်းချင်းတွေတော့ယူဆောင်လာတော့မယ်ကဲလာပြီဒီဘက်က Eastwood Town ရဲ့အိုး လာလှနေပြီเนาะကဲနှစ်သင်းစလုံးကတော့တော်တော်လေးမိုက်တယ်တချို့ဆိုလို့ရှိရင်ဒီလိုမျိုးကြည်ပြီးွားရင်ဒါ5ပေါင်းနေပါရပါဆော့ကြရပြန်เนาะတချို့အကူတွေဆိုရင်တော့ဒါလဲတယ်အခု5ပေါင်းကနှလုံးအရှုံးပါနှလုံးအရှုံးပေါက်ထားပါတယ်ဒီလို Everton နဲ့ဒီဘက်ကကောင်းနေမှာကျွန်တော်တို့ဒီဘက်ကတော့ဝမ်သိပေးထားတဲ့အနေထားမှာဒက်လက်ပါဒီဘက်ကလည်းကျွန်တော်တို့လမ်းပြနေတယ်လမ်းပြတဲ့သူရှိနေတယ်ဆိုတဲ့အနေထားအဲ့တော့ နေသားတကူကနှစ်ခုစလုံးကတော်တော်လေးမိုင်းနေတယ်အဲ့တော့ brother တို့ဆိုလို့ရှိရင်ရောဘယ်လိုဆုံးဖြတ်မလဲပေါ့နော်ဒါကျွန်တော်ကတော့ဒါဒီလိုမျိုးအနေထားမှာပေါ့နော်ဒီလိုမျိုးပြင်ကြတဲ့အနေထားမှာဆိုလို့ရှိရင်ဒါကြီးရလဲဝမ်းသေးရောင်ပေါက်ထားရဲ့ဗျာနော်အသင်းနဲ့အသင်းကဒဲတဲ့ကြားတဲ့ အဲတည်ရလို့ level ရှုံးလို့ပေါက်တဲ့အနေထားဆိုရင်တော့တမျိုးပေါ့နော်ဒါဒီလိုမျိုးအနေထားတခုမှာကတ်ကလည်းနှစ်ကတ်စလုံးကတော်တော်လေးကောင်းနေရဲ့အဲ့တော့ brother တို့ကကိုက1 2 3မှာဘာကိုကြိုက်လဲပေါ့နော်အဲမဖြစ်မနေချစ်ကိုကြီးကျွန်တော်တပွဲလောက်ရွေးချယ်ပေးပါဆိုရင်တော့ကျွန်တော်တပွဲရွေးပေးလိုက်ပါမယ်ဒီလိုနှစ်သင်းကြတဲ့အနေထားမှာအဲတပွဲရွေးပေးဆိုရင်တော့ဒါကျွန်တော် Everton ကိုပဲရွေးပေးလိုက်မယ် ခြေကကျွန်တော်တို့ဝမ်းတည်ရီတို့ဝမ်းနည်းနည်းထက်ရှုံးတာမျိုးတွေရှိနိုင်တယ်ဒီလိုမျိုးနှစ်ခုသလုံးကောင်းတဲ့အနေထားတစ်ခုမှာကျွန်တော်ဂျင်းသေးတာကတော့ဒါ Everton ကတလုံးလောက်ထိတော့ဂျင်းသေးလိုက်ထဲနိုင်တယ်လို့ဒါတွေးလို့ရတယ်အဲ့တော့ brother တို့ကလည်းဒါ core 1 2 3မှာဗာကြခဲ့တယ်လေပေါ့နော်တကယ်လို့ number 1ကြခဲ့တယ်ဆိုရင်တော့မစော့ဘူးတခါလေးပြောချင်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီညကိုတော့ဒါ 1တည်ရတလုံးလောက်ထိတော့ရှူပေးနိုင်တယ်လို့ထင်တဲ့ Everton ကိုကျွန်တော်ရွေးချယ်ပေးလိုက်မယ်ဗျာနော်။ကဲအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲသွားမယ်ဗျာ။ဒါကတော့ကျွန်တော်တို့ဒုတိယတစ်ပွဲဖြစ်တဲ့7နာရီပွဲပဲကန်ပါမယ်။ကဲဒီပွဲကတော့ Leicester နဲ့ Southampton ဗျာနော်။ Leicester ဘက်က level 20တို့ level 30အရှုံးတို့အဲအဲ့လောက်တော့ပေါ့မယ်။ဂိုးပေါင်းကတော့ကျွန်တော်တို့3လုံး50အနိုင်ပါတော့။ကဲအဲ့တော့ပွဲလေးစမယ်ဗျာနော်။ ဒီကတော့နိုင်နိုင်ရှုံရှုံဆဲတဲ့ဟိုရတက်တက်ကိုရှိရပြန်နော်အဲ့တော့ကျွန်တော်တို့တေချာလေးပဲသွားလိုက်မယ်ချုပ်ကိုကြီးတို့ကကိုကြားတဲ့ကပ်ပေါ်မူတည်ပြီးတော့တစ်ချက်ကြည့်ပြီးဆုံးဖြတ်ပြီးโอเคကဲလား let's go lester နဲ့ southern ပြန်နော်ဒီဘက်ကတော့ကျွန်တော်တို့ lester ပါဒီဘက်ကတော့ southern ပါโอเคจ้าพี่จ้าพี่เลสเตอร์เลสเตอร์โอ้ ။ Lester ကတော့လုံးဝ share ဖြစ်နေပြီလို့နော်။ Okay. Lester ကတော့သူ့လိုပါကိုပြန်ပေးနေရတယ်ဆိုတော့အနေထား။ကဲလာပြီ။ Southern လေး။ Oh. ဟာလာတော့လာနေနော်။ကဲဂိုးတွေပဲမြူးသွားလေမလားပေါ့နော်။နှစ်ဖက်စလုံးကတော့ဒါတော်တော်လေးကောင်းနေတယ်ခွက်ဖလားနှမိတ်တည်နေပြီပဲဖြစ်နေတယ်။ဒီဘက်က Southern လေးတော်တော်လေးဒါဖြစ်နေပြီပေါ့နော်ပြောမယ်ဆိုအရှိအကျွန်းမှာလဲ ဒီနှစ်သင်းရဲ့တွေးဆုံမှုကကျွန်တော်တို့2 3နဲ့ပြီးထားတယ်ဗျာနော်ဂိုးပေါင်းတွေလည်းပေါ်ထားတယ်ကဲအဲ့တော့ဒီပွဲမှာလည်း3လုံး90အထိဂိုးပေါင်းကပေါက်ထားတယ်ကက်ကလည်းဒီလိုအနေထားတစ်ခုမှကြာနေတယ်ဗျာနော်နှစ်ကစလုံးမှာတော့ဒါဘေကက်ကပို့ပြီးတော့အလေးတားလဲလို့မေးရင်တော့ဒါကျွန်တော်တို့ဒီဘက်ကလက်စတာကြားတဲ့ကက်ကပို့ပြီးတော့အလေးတားလဲကဲအဲ့တော့ကျွန်တော်တို့ဒီတပွဲမှာကတော့ ဘာရီပူကြိုက်လဲဆိုရင်ဂိုးအောင်အပေါ်လေးပူကြိုက်ပါတယ်လက်စတာနဲ့ကျွန်တော်ဂိုးအောင်အပေါ်လေးကိုကြိုက်ပါတယ်ဂိုးအောင်အပေါ်ဂိုးပေါင်းနေကတုံတုံတော့ကျွန်တော်အဲမပြောဖြစ်ဘူးဗျဒါပေမဲ့ဒီတဘွေကိုတော့ကျွန်တော်ဂိုးပေါင်းကြိုက်ပါတယ်ဒီတဘွေကိုကျွန်တော်လက်စတာနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့နောက်ဆုံးတဘွေလေးတွားလိုက်မယ်ဗျာနော်နောက်ဆုံးတဘွေလေးတွားလိုက်ပါမယ် ကျွန်တော်တနေ့ကိုသုံးဘွဲ့ကိုတေချာလေးကြည်ပေးလိုက်ပါမယ်ဘရာသာတို့ချက်ကိုယူပါလေကိုယ့်ရဲ့စိတ်ကူးတွေရောဘလို့ရှိလဲဆိုတာလေးကိုတစ်ချက်ကြည့်ပြီးတော့စိတ်ကူးတူတယ်ကြံတူတယ်ဆိုရင်လိုက်ပြီးတော့ဆော့ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဆုံးပွဲလေးဗျာကဲဒီပွဲကတော့ကျွန်တော်တို့ပရီးမီးယားလိရဲ့နောက်ဆုံးပွဲဖြစ်တယ်ပေါ့နော်ကျွန်တော်17နှစ်ကြီးမှာကင်မဲ့အာဆင်နယ်နဲ့ဘုံမောင်းနေပါအာဆင်နယ်ကတီအရှုံးပေးထားပါတယ်တီအရှုံးမှာဂိုးပေါင်းကတော့3လုံး80နိုင်လို့ သုံးလုံးအပြည့်နိုင်လို့အဲ့လိုမျိုးပေါက်ပါလိမ့်မယ်။ကဲအဲ့တော့ဒီဘက်ကအဆင်နဲ့ဒီဘက်ကတော့ဘုံမောက်ပါ။တီရှုံးလေးပေါက်ထားတဲ့အဆင်နဲ့ကဲလား။ကဲလာဗျာအဆင်နဲ့တီရှုံးလေးကဲဘလူလေးဆက်ဖြစ်မှာလဲအဆင်နဲ့အိုးကဲဘရင်တော်လေးရောက်နေပြီလို့နော်ဘရင်တော်လေးရောက်နေပြီအဆင်နဲ့လေး ကဲဒီဘက်ကဘုံမောက်ဗျာဘုံမောက်ဟောပါလေလောက်ပြပါလေโอ้ဟိုတော်တော်လေးတော့မိုင်းနေပြီဗျာကဲဒီမှာတွေးမြင်နေရတဲ့အတိုင်းပဲအာဆင်နယ်ကတော့ဒါဘယင်ကြီးကခုနနံပါတ်3ကျသွားတယ်ကဲဘယင်ကြီးကငွေကြီးကတော့ခုနပြောသလိုအရှင်ပြည်တယ်ဆိုတဲ့ကတ်မျိုးဗျာနော်ဒါပေမဲ့သူနေရထိုင်ရခက်တယ်ပြောရမယ်ဆိုရင်ဒီပွဲမှာနည်းနည်းလေးအခက်တွေ့နေတယ်အခက်ကြုံနေတာမျိုးလေးရှိနိုင်တယ်ဗျာနော်ဒီဘက်ကတော့ ဘယင်ကြီးကနဲ့တာအตาရာလေးပဲဘုံပေါက်ကတော့စော်ကစားသွားမဲ့ပုံစံမျိုးပြနေတယ်ဒီလိုမျိုးအနေထားမျိုးမှာပေါ့နော်ဒါကြီးရလဲတီရှုံတလုံးအနိုင်ပေါ့နော်ပေါက်ထားတဲ့အဆင်တွေကကဲအဲ့တော့ကဲအနေထားကတော့ဒီလိုကြပါတယ်ဘယင်ကြီးနှစ်ပါးပဲဒါပေမဲ့ဒီဘက်ကဘယင်ကြီးကတော့အตาလေးပဲဒါအရှင်ပြပြနဲ့ ဒါအောင်အောင်မြင်မြင်ဖြစ်နေရဆိုတဲ့ပုံစံမျိုးဒီဘက်ကဘီရင်ကြီးကတော့တော်ထဲမှာရောက်နေတယ်သူ့ရဲ့နန်းတော်ထဲမှာမဟုတ်ပဲねဒီဘက်ကတော်ထဲကိုရောက်နေတယ်ကဲအဲ့တော့ကျွန်တော်ကဲနေထားရကတော့ဘသူကပူတာလဲဆိုရင်တော့ဒီဘက်ကဘုံမောက်ကပူပြီးတော့တာနေတာတွေ့ရတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်ဒီကက်တိုင်းမဲ့တခါလေးပဲဒီဘက်ကဘုံမောက်ကိုပဲရွေးချယ်ပေးလိုက်ပါမယ်တကယ်လို့ brother တို့အနေနဲ့အကြိုက်တူတယ်ဆိုရင်ယူဆော့လို့ရပြီးတော့အကြိုက်မတူတဲ့ brother တွေရာလဲရှောင်သွားလို့ရပါတယ်ကဲအဲ့တော့ကျွန်တော် အဲဒီနေ့ကတော့၃ဝဲကြည်ပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ချစ်ကိုကြီးအနေနဲ့ကြိုက်တယ်ဆိုရင်လက်မလေးနှိပ်ပြီး share လို့ရတဲ့နေရာလေးကို share သွားပေးပြီးတော့ဗောနော်ကဲကျွန်တော်တို့ဖုန်းစံတိုင်းနောက်ဆုံးမှာကျွန်တော်အောင်စီအောင်မောင်းလေးတီးပြီးတော့ ညာရဲ့အောင်ဝဲတူတူခံရပြန်နော်ကဲအဲ့တော့ကျွန်တော်ရဲ့မမ်မာချစ်ကိုကြီးများကိုလည်းကျွန်တော်ဒီနေ့ညနေ6နာရီမှာပဲပွဲတွေအကုန်လုံးပို့ပေးပါမယ်ဆိုတဲ့အကြောင်းဒီကနေတခါတည်းပြောပြရစီဘာပဲသိရင်သိရင် Viber 39963423922ကိုလာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ဒီအားလုံးပဲကျွန်တော်တို့မနေ့ဖြန်6နာရီမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ပြီးရဒီနေ့3ဝဲစလုံးအားလုံးအောင်းဝင်ကြပါစီဗျာနော်ကဲအဲ့တော့ကျွန်တော်တို့မနေ့ဖြန်မှာပြန်လည်ဆုံတွေ့ပါမယ် အောင်ပါစီဗျာကဲမနေ့ဖြန်မှာအပျော်တွေနဲ့ပြန်လဲဆုံတွေ့ပါမယ်အားလုံးပဲပိုင်းပိုင်ပါဗျာနော်